BCP အတွင်းမှာတပ်ဖွဲ့ခေါင်းဆောင်တွေကြားအာဏာပြိုင်ဆိုင်မှုတွေသဘောထားကွဲလွဲမှုတွေပြင်းထန်လာတဲ့အခါမှာတရုတ်ဘက်ကနေတွယ်ဝိုက်တဲ့ဩဇာလွှမ်းမိုးမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။အတူတဲ့အချက်နှစ်ခုကမမြင်နိုင်တဲ့အုပ်ချုပ်မှု invisible governance နဲ့စီးပွားရေးအုပ်ချုပ်မှု economic governance မျိုးဖြစ်သွားပါတယ်။မင်္ဂလာပါ။ဒီဗီဒီယိုမှာကျွန်တော်တို့အတူတကွဆွေးနွေးတောက်တက်သွားမယ့်အကြောင်းအရာကမြန်မာနိုင်ငံရဲ့နေဇက်ဒေတာတွေမှာ တရုတ်ရဲ့ဩဇာလွန်မှုမှုတွေဘယ်လိုပုံစံပြောင်းလဲလာနေသလဲဆိုတာပဲဖြစ်ပါတယ်အထူးသဖြင့်တမိုင်းတဲကအရေးကြီးတဲ့မတ်တိုင်တစ်ခုဖြစ်တဲ့1989ခုနှစ်ကိုကပ်ပုံကံမှုကိုကပ်မြူတနီနဲ့အခု2025ခုနှစ်အရှမ်းပြောင်းမှာမြင်တွေ့လာရနိုင်တဲ့လာရှိုစီဘွိုင်းဈေးကြံလာရှိုကော်ရီဒါဖြစ်စဉ်တွေကိုနိုင်ရှင်ပြီးတရုတ်ရဲ့ဗျူဟာမြောက်ရွှေကွက်တွေဘယ်လိုဆက်ဆက်နေသလဲမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာအတွက် ဘယ်လိုစိတ်ခေါ်မှုတွေရှိလာနိုင်တယ်လဲဆိုတာကိုသေချာလေးသုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရှုပ်ထွေးတဲ့ပုံရိပ်တွေကိုနားလည်ဖို့ကြိုးစားနေကြတဲ့ကျွန်တော်ပြည်သက်တွေအတွက်ဒီဆွေးနွေးတင်ပြချက်ကနေအတွေ့အစ်အမြင်သစ်တွေရရှိစေမယ်လို့ယုံကြည်ပါတယ်။အခက်တစ်စားလိုက်အောင်ထောက်ကွက်89ကိုကန့်အရေးခင်နောက်ကွက်ကထိချုံမှုရဲ့အဆောက်ကျွန်တော်ပြည်သက်အများစုမမ်းမိပါလိမ့်မယ်။ ထောက်ကွာ69ခုနဲ့ဟာမြန်မာပြည်မြောက်ပိုင်းကဗမာပြည်ကွန်မြူနစ်ပါတီ BCP ပြုတ်ကွက်ခဲ့တဲ့တမိုင်းဝင်နှစ်တနည်းပါ BCP ဟာတမိုင်းတခြားတရုတ်ပြည်အပေါ်အကြီးအကျယ်မိခိုအားထားခဲ့ရတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဒီလိုမိခိုအားထားမှုဟာနောက်ဆုံးမှသူတို့အတွက်မျော်လင့်မထားတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ် BCP အတွင်းမှာတပ်ဖွဲ့ခေါင်းဆောင်တွေကြားအာဏာပြိုင်ဆိုင်မှုတွေ တဘောထားကွဲလွဲမှုတွေပြင်းထန်လာတဲ့အခါမှာတရုတ်ဘက်ကနေတွယ်ဝိုက်တဲ့ဩဇာလွှမ်းမိုးမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီကနေတစ်ဆင့်ဥပုပ်ကြားရှင်တို့ဥဆောင်တဲ့ MNDAA ကိုကန်းကတိကျခွဲထွက်ပြီးလက်နက်ကအရေးခင်တစ်ခုပုံကံမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒါကိုကိုကန်းမြူတနီလို့သမိုင်းမှာမှတ်တမ်းတင်ခဲ့ကြတာဖြစ်ပါတယ်။ဒီအရေးခင်ဟာနောက်ွက်ကနေပြီးတော့ BCP ရိုက်ရိုက်နေတဲ့အချိန်မှာ ဥပုပ်ကြားရှင်တို့ကိုဒေတာကိုနဲ့မြေအတွက်လှုပ်ဆိုတဲ့သဘောမျိုးနဲ့တယောက်ကလုံးဆော်လိုက်တဲ့ message တစ်ခုပေါက်ပါတယ်။ဒီအရေးခင်းကနေပြီးတော့တယောက်အတွက်မြေမအပေါ်မှာထားတဲ့ view ဟာကိုအသွင်ပြောင်းလဲဖို့အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။အရင်ကလိုတော်လိုက်အဖွဲ့တွေကိုစစ်သားလက်နက်ထောက်ပံ့ရုံနဲ့ဇက်တိသားမှာဩဇာဖြတ်ခင်းရုပ်တက်တက်မဟုတ်တော့ပဲနဲ့။တိုက်ရိုက်စစ်ရေးရဝင်ရောက်ဆွတ်ဖက်တာမျိုးလည်းမဟုတ်ပဲနဲ့။ နောက်ကွယ်ကနေဩဇာခံနေမည်အသစ်တွေပေါ်ပေါက်လာအောင်ဖန်တီးတဲ့ဖြူဟာမြောက်နီလန်အသစ်ဖြစ်တဲ့မမြင်နိုင်တဲ့အုပ်ချုပ်မှုလို့ခေါ်တဲ့ invisible governor စနစ်ကိုစတဲ့အကောင့်ထဲပေါ်လိုက်တော့ပါအဲ့ဒီနီးဖြူဟာအရာတရုတ်ဟာနေမည်ကိုတိုက်ရိုက်တိုက်ပိုက်စရာမလိုပဲဩဇာခံအဖွဲ့စည်းတွေကတဆင့်ထိန်းချုပ်မှုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်ပေါ်ဥပမာနဲ့ပြောရရင်အယုံမကျိုးဆွဲကစားသလိုပေါ့ တရုတ်ကအရှိတန်းကနေပေါ်ပေါ်တင်တင်ဝင်ရောက်ဆွတ်ဖက်တာမလုပ်ဘူးနောက်ွက်ကနေကျိုးတွေကင်ပြီးသူ့ရဲ့ဩဇာခံအဖွဲ့စည်းတွေကိုလိုတလိုလှူရှားစေတဲ့သဘောကိုဆိုလိုတာကိုကန့်နေမီဟာတရုတ်အတွက်စီရေးအရာရောနဇက်ကုတ်သွေးရေးအရာပါအရေးပါတဲ့နေမီတခုဖြစ်လာခဲ့ပါတယ်အခန်းနှစ်2025လာရှိုးဇင်းကြံစီပွားရေးလွှမ်းမိုးမှုပုံစံအစ်စ်အခုလက်ရှိ2025ခုနှစ်ရှမ်းမြောက်က လာရှိုးအခြေအနေကိုကြည့်ရအောင်တစ်ဆက်29စစ်စင်ရေးအပြီးမှာ MNDA ဟာကိုကန့်နယ်မြေကိုပြန်လည်ထိ ंछ ုပ်လာခဲ့တယ်လို့ TNA ကိုလည်းတရုတ်ရဲ့ဂျာဝင်မှုနဲ့အပြည့်ရဆဲရေးတဘောသူညီမှုရယူပြီးကန့်တထိ ंछ ုပ်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်ဒီဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုဟာအရင်ကထက်ပိုပြီးတော့ထင်ရှားလာတယ်ဆိုတာတော့ငြင်းလို့မရပါဘူး အခုလာရှိုးကဝန်ကြီးမှာမြင်တွေ့လာရနိုင်တဲ့တရုတ်ရဲ့ဗျူဟာက1989 BCP နျူတနီကာလာကဗျူဟာနဲ့အခြေခံအားဖြစ်တော့စင်တူနေပေမဲ့ပုံစံအားဖြစ်တော့ကွဲပြားပါတယ်။ဘရင်ကနယ်မြေထိတ်ထုံမှုကိုအဓိကထားခဲ့ပေမဲ့အခုလာရှိုးလိုမြန်မာပြည်မြောက်ပိုင်းရဲ့အချက်ချကြတဲ့မျိုးတော်နားမှာတော့စီးပွားရေးအုပ်ချုပ်မှု economic governance ကိုအဓိကအသုံးပြုလာတာတွေ့ရပါတယ်။ တူတဲ့အချက်နှစ်ခုကမမြင်နိုင်တဲ့အုပ်ချုပ်မှု invasive governance နဲ့စီးပွားရေးအုပ်ချုပ်မှု economic governance မျိုးဖြစ်သွားပါတယ်။လာရှိုးလိုအရေးပါတဲ့မျိုးတော်တစ်ခုကိုစစ်မဲ့ဆုံး peace occupation ဆိုတဲ့ခုဖန်တီးပြီးတော့အဲ့ဒီနေရာကနေအဓိကစီးပွားရေးလမ်းကြောင်းတွေကုန်သွယ်မှုတွေကိုတရုတ်ကတစ်ထက်သက်ထိချုပ်ဖို့ကြိုးပမ်းလာနိုင်ပါတယ်။ဒါဟာလွယ်လွယ်လေးပြောရရင်မျိုးအလက်ကအကြီးဆုံးဈေးကြီးဒါမှမဟုတ် အဓိကလမ်းဆုပ်လွှမ်းခေါက်ကိုကိုယ်တိုင်မပိုင်ပဲတခြားသူကလာပြီးတော့အဲ့နေရာကစီပွားရေးရန်တရာတစ်ခုလုံးကိုလာလဲပန့်နေတာနဲ့အတူတူပါပဲမြန်မာနိုင်ငံရဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာစီပွားရေးအရာခြေကုပ်ယူပြီးတွယ်ဝိုက်တဲ့နီးနဲ့လွမ်းမိုးဖို့ဂျိုးပန်းလာတာဖြစ်ပါလေဒါဟာမြန်မာနိုင်ငံရဲ့တည်ငြိမ်မှုနဲ့အနာဂတ်နိုင်ငံရဲ့စီးပွားရေးအထောက်အကူအနာအတွက်အတော်လေးကိုပဲစိုးရိမ်စရာကောင်းတဲ့လက္ခဏာတစ်ခုပါ ခန်းသုံးတမိုင်းထက်ကပုံသူကူးတဲ့အခြေအနေလားမိခိုအားထားမှုရဲ့အကျိုးဆက်လားကိုကန့်မြူတနီကိုကန့်ပုံကံမှုတို့က MNDAA ကိုတရုတ်က BCP ကိုပြိုကွဲစေဖို့သူ့ရဲ့ဩဇာခံနယ်မြေတစ်ခုရရှိဖို့အတွက်ဖြူဟာမြောက်အသုံးချခဲ့တာဖြစ်ပါတယ်အခုလာရှိုးအနည်းနာမှဖြစ်ပေါ်နေတဲ့ MNDAA ရဲ့နယ်မြေပြန်ရမှုဖြစ်စဉ်ကိုအသုံးချပြီးတောင်ရှမ်းဒေသမှာအာဏာပြန်လည်ပေးအပ်မှုပုံစံမျိုး ပြသလာနိုင်ပါတယ်။ TNA လိုအဖွဲ့အစည်းတွေကိုလည်းတရုတ်ရဲ့သဘောထားအတိုင်းယက်တီနေစေချင်တဲ့သဘောတူညီမှုရယူထားတာတွေ့ရပါတယ်။ဒီလိုမျိုးအာဏာအပြောင်းလဲတွေနယ်မြေအပြောင်းလဲတွေဖြစ်လာတာရဲ့အဓိကအရင်းခက်အကြောင်းရင်းကတရုတ်ပေါ်မီခိုအားထားမှုတစ်ခုတည်းကပဲဖြစ်တဲ့ဆိုတာရှင်းလင်းနေပါတယ်။ကိုကန့်လိုအဖွဲ့အစည်းဟာတရုတ်ရဲ့ဩဇာအောက်ကနေလုံးဝလွတ်မြောက်ဖို့ခက်ခဲနေတယ်လို့တခြားအဖွဲ့အစည်းတွေကလည်းအဲ့လို dependency micro အားထားမှုထောင်ချောက်တဲ့မဝင်အောင်အထူးတတိထားမဲ့အခြေအနေရောက်နေပါပြီအခန်းလေး newtonic ကနေ absorption လို့ခေါ်တဲ့စုပ်ယူမှုသိယူမှုအဲ့အတွက်အနာဂတ်မှာအရေးပေါ်တတိပိတ်ချက်အလတ်မြင်နေပါပြီခုနကကျွန်တော်ပြောခဲ့တဲ့သမိုင်းကနေကျွန်တော်တို့သင်ခန်းစာယူရမှာက1989မှာတတိပုတ်ကံမှု newtonic ဖြစ်ခဲ့ပေမဲ့အဲ့ဒီနဲ့မြေဟာမြမအချောက်ချအာနာအောက်ကနေပြီးဒစိတ်တစ်ပိုင်း တွေ့ပြီးတွားခဲ့ရတယ်။အခု2025ခုနှစ်မှာလာရှိုးလို့အရေးပါတဲ့မြို့ကြီးမှာ ဖြစ်လာနိုင်တဲ့ဟာကမြူတနီတက်တက်တော့မဟုတ်တော့ဘူး။တယောက်ကစီးပွားရေးရန်တရားကိုထိ ंछ ုပ်ရင်းနယ်မြေအုပ်ချုပ်မှုကိုပါ တစ်ဆင့်ရယူတဲ့နယ်မြေစီးပွားရေးပိတ်ယူမှု absorption လို့ပုံစံမျိုးဖြစ်လာနိုင်ခြေပုံများလာနေတာတွေ့ရပါတယ်။ပုံဥပမာနဲ့ပြောရရင်ဒါဟာ ဆိုင်ခွက်ဖွဲ့ခွဲ့ပေးထားရကနေအဓိကဆိုင်ကြီးကိုပါဝယ်ပြီးတိုက်ပိုက်လိုက်တဲ့သဘောနဲ့နိုင်ရှိကြည့်လို့ညင်သားပါတယ်။ထောက်ကွာ69ကကိုကံမှာတရုတ်ကသူ့ဩဇာခံကိုဆိုင်ခွက်ဖွဲ့ခွဲ့ပေးလိုက်တာ။အခု2025ရောက်တော့လာရှိုးလို့နေရာမျိုးမှာအဓိကဆိုင်ကြီးဖြစ်တဲ့စီပွားရန်တရားကိုတိုက်ရိုက်ဒါမှမဟုတ်တွယ်ဝိုက်တဲ့နီလန်းတွေနဲ့ဝင်ရောက်ထိ ंछ ုပ်ဖို့စူးစမ်းလာတာဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ဦးဆောင်သူတွေတိုင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေအနေနဲ့ဒီလိုတရုတ်ရဲ့အမိဘုတ်ထဲကပုံတူကြတဲ့အခြေအနေမျိုးဆက်ပြီးမဖြစ်လောက်အောင်တားဆီးဖို့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေပြည်စုံမှုတွေအတွက်မြတ်တပြီးထိရောက်တဲ့မဟာဗျူဟာ balance and effective strategy တခုကိုအမြန်ဆုံးဖော်ဆောင်ဖို့ရည်တည်ကြီးလိုအပ်နေပါပြီ။ညီကိုချောရရင်တမိုင်းကကျွန်တော်တို့ကိုတတိပေးနေပါလား။ တစ်ကြိမ်တရုတ်ရဲ့ဩဇာအောင်မှမြူတနီဖြစ်ခဲ့ရင်နောက်တစ်ကြိမ်မှာအဲ့ဒီနယ်မြေတွေကတရုတ်အုပ်ချုပ်မှုဒဏ်ရာဖြစ်စေတွယ်ဝိုင်းဖြစ်စေအဲ့ဒီအောက်ကနေလွတ်မြောက်ဖို့ပုံမူခက်ခဲလာတတ်တာကသိသိချပါလေကိုကန်းကနေလာရှိုးအထီရောက်လာတဲ့အခါတရုတ်စကားလုံးတစ်လုံးဟာမြမမြေပုံကို ပြောင်းလဲပြစ်နိုင်တဲ့အထီအာနာကြီးလာနေပြီလားဆိုတာကိုမိကွန်ထောက်ရမယ့်အချိန်ရောက်နေပါပြီစကားလုံးတစ်လုံးဆိုတာက 1989မှာ BCP ပြိုင်နေတဲ့အချိန်မှာကိုဒနမီကိုပိုင်အုပ်ချုပ်ခွင့်ရယူဆိုတဲ့ message ပုံစံမျိုးစကားလုံးကိုညွှန်းတာပါ။ဒါကြောင့်ဒီနေ့ကျွန်တော်အနေနဲ့အလေးနဲ့အထောက်တိုက်တွန်းချင်တာက1989ကကက်အရေးခင်းကနေအခု2025 last show up ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုအလုံးမျက်စိဖွင့်နားဆင်ပြီး strategic view မဟာ view အမြင်ကနေအရေးပေါ်ပြန်လည်သုံးသပ်ကြဖို့လိုပါပြီ။တရုတ်ရဲ့ မြေပုံတွေထဲမှာမြန်မာဆိုတဲ့နာမည်လေးဆက်လက်တည်ရှိနေဖို့ဆိုရင်ဒီလိုအခြေအနေတွေကိုလေ့လူရှုထားလို့လုံးဝမရပါဘူး။အဲ့ဒီအချက်ကိုအလေးနက်ထားစဉ်းစားချဖို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုဆွေးနွေးမှုကိုဒီမှာပဲအရင်နားလိုက်ပါမယ်။နောက်ဗီဒီယိုမှာ TIA အေရိုးနဲ့အရှိဆက်ဖြစ်လာမဲ့အနာဂတ်မှာဖြစ်လာနိုင်တဲ့အခြေအနေတွေကိုတူတူသုံးသပ်သွားရအောင်ပါ။ကျွန်တော်တုံးသပ်တဲ့ပုံမှာကျွန်တော်မိတ်ဆွေတွေရဲ့ဖြစ်ဆက်ပြင်ဆင်အကြံပေးထောက်ပြတော့ကိုကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော် channel ကိုလည်း subscribe နဲ့ ဒီဗီဒီယိုကြားနေတဲ့နဲ့ like ပေးခဲ့ပါဦး comment မှာအတူတူဆွေးနွေးပေးနေတဲ့ကျွန်တော်တို့အတူတူရှင်းဆက်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်